ညွေရတီမှာ Grealish ကိုရောင်းချဖို့ရှိကြောင်း Guardiola ဝန်ခံ Manchester City နေပြ City နေပြပတ် Guardiola ကလာမယ့်ညွေရတီအပြောင်းရွှေ့ကာလမှာအတင်းရဲ့တောင်ပံကစားသမား Jack Grealish ကိုရောင်းချဖို့အစီအစဉ်ရှိနိုင်ကြောင်းဝန်ခံလာခဲ့ပြီးသူ့နဲ့ကစားသမားအားမှာပြဿနာတစုံတရာမရှိကြောင်းလည်းပြောကြားခဲ့ပါတယ် Grealish ဟာယခု2024-25ဘောအုံးရာသီမှာပုံမှန်နေရာရဖို့ရုန်းကန်ခဲ့ရပြီး Premier League ပွဲ20ကစားခဲ့ရပေမဲ့လူစားဝင်ကစားသမားဖြစ်တာအများစုပါဝင်ခဲ့ရလို့စုစုပေါင်း910 9မိနစ်တာကစားခဲ့ရတာဖြစ်ပါတယ်။ဒါအပြင်တင်းငွေငွေနေညကဖူဟန်ကိုဇီတူးနဲ့အနိုင်ရခဲ့တဲ့ပရီမီယာလိဂ်ရာသီပိတ်ပွဲစဉ်မှာလည်းအင်္ဂလန်လက်ရွေးစင်ဟာအရန်ကစားသမားဖြစ်နေတောင်မှပါဝင်နိုင်ခဲ့ပါဘူး။ဒါကြောင့်နေပြဂွာဒီယိုလာနဲ့ဂရီလစ်တို့အကြားပုံကိုရေးဆိုင်ရာပြဿနာတွေရှိနေရလို့ယူဆနေကြပေမဲ့ဂွာဒီယိုလာကတော့မဟုတ်ကြောင်ပြန်လည်ညှဉ်းဆန်းထားခဲ့ပါတယ်။ဂရီလစ်ကိုချန်လက်ခဲ့ခြင်းနဲ့ပတ်သက်ပြီးဂွာဒီယိုလာကဒါကကျွန်တော်တို့ရဲ့ရွေးချယ်မှုပါပဲလွန်ခဲ့တဲ့နှစ်လလောက်ကတည်းက ကျွန်တော်ဝေးကွင်းမှာတွားကစားအတိုင်းကစားသမား9ယောက်6ယောက်လောက်ကိုအိမ်ကွင်းမှာချိန်ထားခဲ့ပါတယ်ဒီတစ်ခေါက်မှာတော့ Grealish အပါဝင်အခြားကစားသမားတွေပေါ့ဒီထက်မပိုပါဘူး Jack Clough ကစားသမားတစ်ယောက်ကအမြဲတမ်းကစားရတဲ့နာတော့မှန်ပါတယ်ဒါပေမဲ့ဒီယာဒီမာယောပြီးပြီးခဲ့တဲ့ယာဒီမာယောသူ့လုံလုံလောက်လောက်မကစားခဲ့ရပါဘူးဒါဒါကြောင့်သူ့အနေနဲ့အခြားနေရာကိုပြောပြောင်းဖို့လိုအပ်နေပြီလို့ဆိုရပါမယ်ဒီမှာဆက်နေမယ်ဆိုရင်လည်းသူ့အနေနဲ့နေရာရဖို့တိုက်ပွဲဝင်ရမှာပါပဲ။ ီနေ့သူ့ကိုခြံလက်ခဲ့တာကတော့အဲ့ဒီကိစ္စနဲ့မသက်ဆိုင်ပါဘူးကျွန်တော်ဒီကိုလူဝင်းနဲ့ James Matt အတီးတို့ကိုလည်းခြံလက်ခဲ့တာပါပဲဒီအတိုင်းကစားသမားပြောင်းလဲပြုတ်လောက်ခဲ့တာပါကစားသမားတွေကိုအလဲကျပွဲထုတ်ဖို့လိုအပ်ပါတယ်ဒါကြောင့် Grealish ကိုခြံလက်ခဲ့တာပါလို့ပြောကြားခဲ့ပါတယ်ဆက်လက်ပြီး Grealish နဲ့ပုံကိုရေးဆိုင်ရာပြဿနာတွေမရှိကြောင်းကိုစပိန်သားနေပြကကျွန်တော်ကိုချက်ခကြောင်းမမေးပါနဲ့တော့ ျွန်တော်တို့နှစ်ယောက်အဆင်ပြေဘူးလို့ခင်မ ्या ကိုဘသူပြောလဲကျွန်တော်ဒီပွဲမှာမက်တီးကိုလည်းချန်လက်ခဲ့တာပဲသူ့အကြောင်းကိုရောမမေးတော့ဘူးလားကစားသမားတွေနဲ့ကျွန်တော်အကြားမှာဘာပြဿနာမှမရှိပါဘူးအနာဂတ်မှာဘာတွေဖြစ်လာမလဲဆိုတာကလက်ရဲ့အားကစားဒါရိုက်တာနဲ့ပဲသက်ဆိုင်ပါတယ်ပြီးတော့သူတို့ရဲ့အေဂျင့်တွေပေါ့ကျွန်တော်နဲ့မဆိုင်ပါဘူးလို့ပြောကြခဲ့ပါတယ်မန်စီးတီးဟာ2020ခုနှစ်မှာဂရီလစ်ကိုအက်စတွန်ဗီလာမှပေါင်တန်းတဝဝနဲ့ခေါ်ယူခဲ့ပါတယ်လက်ရှိအချိန်မှာတော့အင်္ဂလန်သားဟာမန်စီးတီးနဲ့စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးပေမဲ့ ထွက်ခွာမဲ့အရေးရောင်တွေပြသနေတာကြောင့်လာမဲ့ကလပ်ကဘာဖလားပြိုင်ပွဲမှာအတင်းနဲ့အတူဝင်ရောက်ရှင်ပြိုင်ခွင့်ရမလားမသေးချာသေးပါဘူး